မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်4600ကျော်ထိဈေးတက်လာတဲ့အချိန်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကအွန်လိုင်းပေါ်မှာငွေလဲနှုန်းတွေကိုမယုံကြည်ကြဖို့နဲ့မကြည့်ကြဖို့ဆိုပြီးကြေညာလာပြန်ပါတယ်မြန်မာနိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာအနည်းဆုံးငွေကျပ်ဘီလီယံ1000အထက်မှာရှိနေတဲ့အချိန်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကငွေစက်ကူအသစ်တွေကိုအမြောက်များထုတ်ပေးပြီးလေပတ်လာနေတဲ့အတွက် ငွေကြေးဖောင်းပွားမှုတွေဖြစ်လာနေပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်4600ကျော်တဲ့အထိဈေးတက်လာတဲ့အချိန်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကအွန်လိုင်းပေါ်မှာငွေလဲနှုန်တွေကိုမယုံကြည်ကြဖို့နဲ့မကြည့်ကြဖို့ဆိုပြီးထုတ်ပြန်ကြေညာလာပြန်ပါတယ်မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ online social platform တွေဖြစ်တဲ့ Facebook, Viber, Telegram စတဲ့လူမှုကွန်ရက်တွေမှာ ID စစ်မှမဟုတ်တဲ့အကောင့်တွေကိုအသုံးပြုပြီးဘဏ်တွေကနေငွေလဲနှုတ်တွေကိုတွန်းမြင်ကောက်ခံနေတာတွေနဲ့မမှန်ကန်တဲ့သတင်းတွေပေါ်ပြပြီးငွေကြေးမတီမငိမ်ဖြစ်အောင်လုပ်နေတယ်ဆိုပြီးစစ်ကောင်စီရဲ့ဗဟိုဘဏ်ကထုတ်ပြန်ကြေညာလာတာပါသူတို့ဘိုးဘန်ကနေပြည်တွင်းက AD line စင်ရက်ဘန်တွေမှာနိုင်ငံခြားငွေလဲနှုံတွေကိုကြီးညာပေးထားတယ်ဆိုပြီးတော့လဲပြောထားတဲ့အပြင် မမှန်ကန်တဲ့လူမှုကွန်ရက်အကောင့်တွေ website တွေကနေငွေလဲနှုန်းတွေကိုမယုံကြည်ကြဖို့သွားမကြည်ကြဖို့ဆိုပြီးစစ်ကောင်စီရဲ့ဗဟိုဘဏ်ကကြေညာလှပြန်တာပါလက်တွေ့မှာတော့စစ်ကောင်စီရဲ့ဗဟိုဘဏ်ကပြောထားတဲ့ပြည်တွင်းကဘဏ်တွေမှာသူတို့တတ်မှတ်ထားတဲ့အမေရိကန်ဒေါ်လာပုံးထောင်ကျော်နဲ့ပြည်သူတွေကဒေါ်လာသောက်ဝယ်ရင်မယောင်းပေးပဲပြည်သူတွေကဒေါ်လာရောင်းချရင်တော့သူတို့တတ်မှတ်ထားတဲ့ဒေါ်လာငွေကျပ်3000ကျော်နဲ့ဖျက်ဝယ်လိုက်တယ်လို့သိရပါတယ်ဒါပြင် လက်ရှိဈေးကွက်ထဲမှာအမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာမှုတွေဟာအမှန်တကယ်ဖြစ်ပွားနေပြီမနေ့ကညနေပိုင်းမှာတည်းအမေရိကန်ဒေါ်လာကိုငွေကျပ်4650ဝန်းကျင်နဲ့ဈေးပိတ်သွားတယ်လို့ဒီကြတဲ့စစ်ကောင်စီဗဟိုဘဏ်ကတခုခုကြေညာလိုက်တာနဲ့ဒေါ်လာဈေးဟာပိုပိုပြီးတော့သာတက်လာနေတယ်လို့ရန်ကုန်မြို့မှာရှိတဲ့နိုင်ငံခြားငွေလဲလက်ကြီးဒိုင်တအုပ်ကပြောထားပါတယ်ခင်ဗျတဆက်ထဲမှာပဲမြန်မာနိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာအနည်းဆုံးငွေကျပ်ဘီလီယံ1000အထက်မှာရှိနေတဲ့အခြေအနေ စစ်ကောင်စီရဲ့ဗဟိုဘဏ်ကငွေစက်ကူအသက်တွေကိုအမြောက်အများထုတ်ပေးပြီးလေပတ်လာနေတဲ့အတွက်ငွေကြေးဖောင်းပွားမှုတွေဖြစ်လာနေပြီလို့ပုဂ္ဂလိကဘဏ်တချို့နဲ့စီးပွားရေးအတိုင်းဝိုင်းကရန်ကုန်ခေတ်တစ်ကိုအတည်ပြုပြောဆိုထားပါတယ်။လက်ရှိ2024-25ဘဏ္ဍာရေးနှစ်အတွက်စစ်ကောင်စီကာဝေးဝင်ကြီးဌာနတစ်ခုတည်းကတင်စစ်အသုံးစရိတ်ဟာအရင်နှစ်တွေထက်အဆမတန်တိုးမြင့်လာပြီးတစ်ဖက်မှာနိုင်ငံရဲ့ဘဏ္ဍာငွေရရှိမှုဟာထက်ဝက်ကျော်လျော့နေလာတဲ့အတွက် နိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာအ ਨੇ စုံငွေကျပ်ဘီလီယံ1000ကျော်မှာရှိနေတယ်လို့စစ်ကောင်စီရဲ့စီမံဘဏ္ဍာဝန်ကြီးဌာနစီကနေသိရပါတယ်။အဲ့ဒီတော့လက်ရှိမှာစစ်ကောင်စီရဲ့ဘိုးဘဏ်ကနေနိုင်ငံရဲ့ကျပ်ငွေလိုအပ်ချက်တွေအတွက်ငွေစက်ကူအသစ်တွေကိုအမြောက်အများရိုက်ထုတ်နေကြပြီ။လက်ရှိပုဂ္ဂလိကဘဏ်တွေကိုစစ်ကောင်စီရဲ့ဘိုးဘဏ်ကနေ1000နဲ့5000နဲ့ငွေစက်ကူအသစ်တွေကိုသာထုတ်ပေးနေတာဟာ9လလောက်ရှိနေပြီလို့လဲစစ်ကောင်စီရဲ့ဘိုးဘဏ်ကခေါ်ယူတဲ့အစည်းအဝေးမှန်သမျှကိုတက်ရတဲ့ ပြည်တွင်းပုဂ္ဂလိကဗန်ကြီးတစ်ခုရဲ့စီမံခန့်ခွဲမှုဆိုင်ရာအကြီးတန်းအရာရှိကြီးတဦးကရန်ကုန်ခေတ်တစ်ခုပြောထားပါတယ်။တပတ်ကရန်ကုန်ခြေဆိုင်စမှုဇုံတွင်နဲ့ UMSCCI အတိုင်းဝိုင်းကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးလာစဉ်စမှုဇုံတွင်ရဲ့ဝန်ထမ်းလာစားပေးဖို့နဲ့စီးပွားရေးဆိုင်ရာအသုံးစရိတ်တွေအတွက်ပုဂ္ဂလိကဗန်တွင်နဲ့စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးဗန်တွေကပတ်စံတွားထုတ်တဲ့အခါမှာလည်း 9000တန်နွေ1000တန်နွေငွေစက်ကူအစ်စ်တွေကိုသာထုတ်ပေးနေတယ်လို့အတည်ပြုထားပါသေးတယ်။ဒါပြင်ရန်ကုန်ခစ်တစ်တရင်ဌာနကနေဆက်သွဲမင်းမြန်ရရှိထားတဲ့ရန်ကုန်ခြေစိုက်ရွှေကုန်းသဲစတိုးဆိုင်ပိုင်းရှင်အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေနဲ့လေရင်လက်မှတ်အယောက်ကိုစလဲတချို့အပါဝင်စီးပွားရေးလုပ်ငန်း10ဦးလောက်ကလည်းလက်ရှိပုံလိကဘန်တွေကနေငွေထုတ်တဲ့အခါတိုင်းငွေစက်ကူအစ်စ်တွေကိုသာထုတ်ပေးနေတယ်လို့ပြောထားကြပါသေးတယ်။အဲ့ဒီလို့ စစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေငွေစက်ကူအစ်စ်တွေကိုအမြောက်အမြားရိုက်ထုတ်ပြီးလေပတ်လာနေတဲ့အတွက်လက်ရှိပြည်တွင်းမှာငွေကြေးဖောင်းပွားမှုတွေအကြီးအကျယ်ဖြစ်လာနေပြီးကြက်ငွေတန်ဖိုးတွေဇက်တိုက်ထိုးချလာနေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့တောင်ကလပ်မြို့နယ်မှာတော်လန်ရဲ့ရဲဘော်တအူကိုတိစုံတဲ့အထိရိုက်နဲ့ဖမ်းဆီးခဲ့တဲ့ငွေတောင်စားတော့ဆိုင်ရှေ့မှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးမြောက်တကုံအရှိတကုံနဲ့တောင်တကုံမြို့နယ်တွင်မှာလည်းဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် မေလ29ရက်နေ့ဖြစ်တယ်မနေ့ကည10:00နာရီခွဲလောက်ပါပဲတောင်ကလာပမြို့နယ်မှာတော်လိုင်းရဲဘော်တို့ကိုတေဆုံတဲ့အထိရိုက်နဲ့ဖမ်းဆီးခဲ့တဲ့73ရက်ကွက်ကငွေတောင်စားတောက်ဆိုင်အရှိမဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလမ်းပိတ်ဆစ်ဆဲမှုတွေပါလုတ်သွားသေးတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်အလားတူမနေ့ကည7:00နာရီလောက်မှာပဲဒဂုံမြို့တိတောင်ပိုင်းမြောက်ပိုင်းနဲ့အရှိပိုင်းတွေမှာပါဘုံပေါက်ကွဲတံတွေဇက်တိုက်ကြားရတယ်လို့ဒေသခံပြည်သူတွေကပြောထားပါသေးတယ်ခင်ဗျဒီတခါ မကွေးတိုင်းဘက်မှာတော့နမောင်မြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကကြဖြတ်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၃ဦးသေသွားပြန်တဲ့အပြင်ဗိုလ်ကြီး၂ဦးပါဒဏ်ရာရသွားတယ်လို့အောက်ဆန်းလန်းနမောင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်မေလ၂၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲနမောင်မြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဖြတ်အပြင်းမိုင်းတွေနဲ့ဖောက်ခွဲပြီးတာနဲ့လက်နက်ငယ်တွေနဲ့ပါကြဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းမိုင်းငွေနဲ့တဲ့တဲ့ရောက်လာတဲ့စစ်ကောင်စီတပ်သား၃ဦးကတော့အသီးသီးသွေကုန်ကြတဲ့အပြင်ဗိုလ်ကြီး၂ဦးပါဒဏ်ရာတွေရသွားပြီအဲ့ဒီလိုတည်သွားတဲ့သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုနွားလဲတွေနဲ့အရင်တင်ပြီးမှစစ်ကားတွေနဲ့လာတည်သွားကြတယ်လို့အောင်ဆန်းလန်းနတ်မောက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာလေ ချောင်းမြို့နယ်ကမြပလဲစီဆိုင်ဂစ်ကနေထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၃ဦးသေသွားပြန်ပြီလို့မုံရွာခဲအမှတ်၁၁တပ်ရင်းရဲ့တာဝန်ခံဒေါင်ကာရန်ကရန်ကုန်ခေတ်တိကိုပြောပါတယ်မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲချောင်းမြို့နယ်ကမြပလဲစစ်တပ်ဂစ်ကနေထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်သားတွေဟာမုံရွေးတိုးဂိတ်အနီးမှာလမ်းသွားလမ်းလာပြည်သူတွေကိုတားဆီးစစ်ဆေးနေတဲ့အချိန်ဒေါ်လန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၃ဦးကတော့အသီးသီးသေကုန်ကြပြန်တဲ့အပြင်အဲ့ဒီစစ်ကြောင်းကသေသွားတဲ့သူတို့စစ်သားမသားလောင်းတွေကိုနေ့လယ်ပိုင်းအထိဒီအတိုင်းလမ်းမှာပစ်ထားတယ်လို့လဲမုံရွာခိုင်အမှတ်၁၁တပ်ရင်းရဲ့တာဝန်ခံဒေါင်ကာရန်ကပြောထားပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လယ်ဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ